ချန်ပီယံနှစ်သိန်းရဲ့ထိတ်တိုက်တွေ့ဆုံမှုဖော်ဖမြအားလုံးမင်္ဂလာပါကလော့ကွန်နာကနေပြန်လဲကြိုဆိုလိုက်ပါတယ်အဲဒီတစ်ပတ်ရဲ့အကောင်းဆုံးနေတော့ပွဲတစ်ပွဲဖြစ်တဲ့ချက်စီးသင်းနဲ့လီဗာပူးတင်းတို့ရဲ့ပွဲကြို၃၀ချက်လေးပဲဖြစ်ပါတယ်ဒီဘောကြတော့တန်းချက်လေးမပြောခင်ကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ပြီးကူညီပေးသွားလို့ရပါတယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့အဲပွဲကြောင်းလေးနိုင်ငံပြောလိုက်ကြအောင်။ ဒီနှစ်သိက်ရဲ့အဲနောက်ဆုံးရှင်းပြထားတဲ့အဲကျွန်တော်တို့ငါးဘွဲ့မှာဘယ်လိုရလဒ်တွေထွက်ပေါ်လာဆိုတာတစ်ချက်ပြန်လဲတုံးသက်ကြည့်အောင်အင်ဂျင်ပြည့်တဲ့ချက်စီချက်စီကတော့တို့နောက်ဆုံးရှင်းပြထားတဲ့ငါးဘွဲ့ငါးဘွဲ့မှာချန်ပီယံလိပွဲတွေပါမယ်ပြီးလို့ရှိရင် FA Cup တွေပါမယ်ပရီးမီးယားလိဂ်တွေပါမယ်ပေါ့ဗျာအဲ့ဒီငါးဘွဲ့မှာတော့ချက်စီတို့အနေနဲ့တို့ကနှစ်ပွဲနိုင်ထားပြီးတော့သုံးပွဲအထိကိုရှုံးနိုင်ထားတာတွေ့ပါတယ်ဒီအတွက်ကြောင့်အာကျွန်တော်တို့ပီမီးယားလိဂ်တွေရောချန်ပီယံလိဂ်တွေရော FA Cup တွေရောပါတဲ့အတွက်ကြောင့် ချက်သီးတင်းရဲ့အဲကစားအားတော့အနိုင်မြင့်တက်ကြနည်းနည်းရှိနေတယ်လို့ပြောလို့ရပါတဖက်ကလီဗာပူးလီဗာပူးကလည်းအဲနောက်ဆုံးရှင်ပြိုင်ထားတဲ့ငါးပွဲမှာသူတို့လည်းချန်ပီယံလိဂ်တွေပါတယ်ပြီးလို့ရှိရင်ပရီးမီးယားလိဂ်ပါတယ် FA ကပ်တွေပါတယ်အတွက်ကြောင့်အဲသူတို့ကတော့၃ပွဲနိုင်ထားပြီးတော့၂ပွဲရှုံးထားပါတယ်ဒီတဲမှာမှအဲတဖက်က ချက်စီးနဲ့အဲသူတို့လေဘာဝုဒ်နဲ့ကတော့တိတ်ပြီးတော့ခြေစွမ်းပိုင်းရရကွာဟာနေတယ်လို့တိတ်ပြီးတော့ပြောလို့မရပါဘူးအထူးသဖြင့်ချက်စီးချက်စီးကတော့ဒီတစ်ပတ်ချန်ပီယံလိကစားတဲ့ပွဲမှာတော့သူတို့ကတော့1-0ဆိုပြီးတော့နိုင်ပြီးတော့တစ်ဖက်ကလေဘာဝုဒ်ကတော့1-0ဆိုပြီးတော့ရှုံးသွားခဲ့ပါတယ်နောက်ပြီးတော့ပြင်းပြလိမ့်မှာတော့နှစ်သင်းစလုံးကတော့ရှုံးနေထားတာတွေ့တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့နှစ်သင်းစလုံးကတော့နိုင်ရလက်ကိုဖော်ဆောင်နိုင်မှအဆင်ပြေမယ်လို့ထင်ပါတယ်ဘာအတွက်ကြောင့်လဲဆိုလို့တစ်ဖက်ကချက်စီးကလည်းရှုံးဝဲတွေကြုံတွေ့ထားတဲ့ပြီးရင်ရှုံးဝဲတွေ ေလည်းများထားတဲ့အတွက်ကြောင့်ဒီနှစ်ပွဲကိုအနိုင်ကစားမှဖြစ်ပါမယ်။တစ်ဖက်ကလေဗာပူးလည်းအဲနှစ်ပွဲပြင်းပြလိမ့်မှာပြင်းပြလိမ့်ရောချန်ပီယံလိမ့်ရောနှစ်ပွဲဆက်ရှုံးနေထားတဲ့အတွက်ကြောင့်ဒီနေ့ကိုမဖြစ်မနေအနိုင်ရရှိအောင်အဲဖော်ဆောင်အောင်မဲ့အတွက်ကြောင့်ဒီနှစ်သင်းရဲ့ထိတ်တိုက်တွေ့ဆုံမှုကတော်တော်လေးမှကြီးလို့ကောင်းမဲ့ပွဲတော်ဖြစ်သွားလိမ့်မယ်လို့တော့ထင်ပါတယ်။အထူးသဖြင့်ချက်စီချက်စီကိုကျွန်တော်တို့အရင်ပြောမှာချက်စီကလည်းအဲဒီနှစ်အဲ တော့နောက်ပိုင်းမှာဆိုလို့ရှိရင်သူတို့တွေအဲကမ္ဘာချန်ပီယံဒီပါတွေဖြစ်သွားတယ်ဗျာကမ္ဘာချန်ပီယံတွေဖြစ်သွားပြီးတော့ပြီးလက်စပြီးတော့ပြီးမြလိုက်ကနေတော့ပြန်ပြီးတော့စတင်တဲ့အချိန်မှာသူတို့ရဲ့ခြေစွမ်းပိုင်းလေးကနှိမ့်မြင့်တက်ကြတယ်တော်တော်လေးကများသွားပြီးတော့အထိအဓိကအားဖြင့်သူတို့ရဲ့အဲကစားသမားတွေလည်းတော်တော်များများနားနေတယ်အထူးသဖြင့်ဒီနေ့ပွဲမှာဆိုလို့ရှိရင်အဲပြန်ဂျပန်နဲ့တွေ့တိုင်းမြန်မာလိုလိုဂိုသင်း နေတဲ့ကစားသမားဖြစ်တဲ့ပါမကလည်းနာနေတယ်ပြီးလို့စစ်လို့စင်ချက်လို့ပါလို့တို့ပါတို့ကလည်းဗျာအာပြင်းပြလိုက်ပွဲမှာတော့အနီကပ်ထိထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာပါဝင်လာမှုဆိုတာအာမဖြစ်နိုင်တဲ့အတွက်ကြောင့်ချက်စည်းနေတဲ့ကတော့အဲတော်တော်လေးဟိုမှသူတို့ကအဆိုးရင်ရတယ်လို့တော့ပြောလို့တော့ရတယ်ဒါပေမဲ့သူတို့ကလည်းကစားကောင်းမှခေါင်းတွေအများကြီးရှိနေတဲ့အတွက်ကြောင့်သူတို့အိမ်ဝင်လည်းဖြစ်တည်တိုင်အောင်လီဗာပူးတို့ကိုအကောင်းဆုံးဒုက္ခပေးပြီးတော့နိုင်သွားမလားဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ် โอเคအဲ့ကျလို့ရှင်ဒီနေသိရဲ့ထိုက်တိုက်တွဲဆုံမှုလေးချက်ချက်ပြောလိုက်ပါဒီနေသိရဲ့ထိုက်တိုက်တွဲဆုံမှုမှာတော့အဲချက်စီးရဲ့အသင်းနေနဲ့တော့ဆက်ပွဲနိုင်ထားတယ်ပြီးလို့ဆိုရင်အဲ16ပွဲအထိကိုတရေကျပြီးတော့14ပွဲလီဗာပူးရတယ်နိုင်ထားတယ်ဒီနေသိရဲ့ထိုက်တိုက်တွဲဆုံမှုတိုင်းအများနဲ့လို့လို့တေရလက်ကိုဖော်ဆောင်ထားနိုင်တဲ့နှစ်တည်းရတော်တော်များများအတွက်ကြောင့်ဒီတစ်ပတ်ပွဲမှာရော လပောင်ဦးနဲ့အဲချက်စီတို့ရဲ့ထိတ်တိုက်တွေ့ဆုံမှုမှာတည်ရလက်ထွက်ပေါ်လာနိုင်မလားဆိုတာတော့တစ်ချက်တော့ကျွန်တော်စောင့်ကြည့်ရမယ်။နောက်တင်းလုံးကလည်းအဲရှုံးနေပရီးမီးယားလိမ့်မှာရောချန်ပီယံလိမ့်မှာရောလပောင်ဦးတို့ကရှုံးနေထားတယ်တစ်ဖက်ကချက်စီချက်စီကကျတော့လည်းပရီးမီးယားလိမ့်ကောပရီးမီးယားလိမ့်မှာရှုံးနေထားပြီနော်ဒါမှမဟုတ်သူတို့ချန်ပီယံလိမ့်မှာအနိုင်ရလက်ဖော်ဆောင်ထားနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းလပောင်ဦးတို့ကိုသူတို့ရဲ့အိမ်ငွေ့မှာဘယ်လိုဒုက္ခအပေးနိုင်မလဲဆိုတာကျွန်တော်တို့ညီကိုတွေနဲ့တူတူအဲစောင့်ကြည့်ရှုအားပေးနိုင်ပါတယ်။ Okay အဲဆိုလို့ရှိရင်ကျွန်တော်တို့ comment line နဲ့လေးတွေတစ်ချက်သွားလိုက်ကြအောင် ခမလိုက်ငယ်လေးကိုကျွန်တော်တို့တစ်ချက်သွားမယ်ဆိုလို့ရှင်အဲချက်စည်းအစ်မှာတော့တော်တော်လေးဟိုမှာတို့ဒိုင်ယန်ရလူစင်းနေတော်တော်လေးများနေပါတယ်အဲပြီးတော့ဆိုလို့ရှင်အနီကတ်တွေလည်းထိထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာမပါဝင်နိုင်တဲ့ကစားသမားတွေအဲအတော်များရှိနေပါတယ်အဲ့တကြောင့်ကျွန်တော်တို့အဲဒီနေ့ပွဲလေးမှာဖြစ်နိုင်ပွဲလူစင်းလေးတွေကိုနည်းငယ်ကျွန်တော်ပြောပြပေးသွားမယ်ကိုသမားဒီရင်တော့ကျွန်တော်ချက်စည်းရဲ့အဲခမလိုက်ငယ်လေးနဲ့တို့ရဲ့ကစားသမားလေးကိုကျွန်တော်နည်းငယ်ဆွေးနွေးရအောင်တို့ရဲ့အဓိကကစားသမားတော့ ကိုသမားနေရာမှာတော့တော့စမ်းချက်ပဲဒီနေ့ပွဲမှာပါဝင်လာမယ်လို့ထင်တယ်နောက်တန်းလေးတော့နောက်တန်းလေးရောက်နေရာမှာတော့ကူရဲရပါမယ်ပြီးလို့ဆိုလို့ရှင် region တို့ပါတို့ပါမယ်ဗျာပြီးလို့ဆိုလို့ရှင်လည်းခြာလို့ပါလည်းနားနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာမပါဝင်လာနိုင်ဘူးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘု து အထက်မလဲဆိုတော့ ဟတ်တိုတို့ပါလို့ရှိမယ်ပြီးလို့ဆိုရင်တို့ရဲ့ကစားသမားလူငယ်ကစားသမားလေးအချစ်ပေါင်တို့ပါလို့ရှိမယ်ဗျာပြီးလို့ဆိုရင်ဘာရီယာရှိတို့ပါလို့အဲတို့နဲ့ပွဲထက်လာပြီးတော့လီဗာပူးကိုအကောင်းဆုံးကစားသွားမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ပြီးလို့ဆိုရင်ကွင်းလယ်ကွင်းလယ်ကတော့တို့အဲကွင်းလယ်မှာလည်းသူရဲ့အဓိကကစားသမားဖြစ်တဲ့ပါမနားနေတယ်ဗျာပါမပါလို့ဆင်လို့ဆင်တော့ပါမတော့ဒီပအုံးနဲ့တွေ့တိုင်းမြင်တဲ့လူလူကိုသွင်းနေတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာမပါဝင်နိုင်တာကတော့နည်းနည်းလေးတော့ ထိုးနှက်ချက်ဖြစ်သွားမယ်လို့တော့ထင်တယ်။ဒါပေမဲ့ဒါပေမဲ့လည်းသူတို့မှာကစားသမားအကောင်းတွေရှိတဲ့အတွက်ကြောင့်လီဗာပူးကိုသူတို့အိမ်ကွင်းမှာရန်ဆိုင်ရမယ့်ဘက်မှာအဲသူတို့အကောင်းဆုံးနဲ့ကစားသွားနိုင်မယ်လို့တော့ထင်တယ်။ โอเคအဲ့ဒါလည်းကွင်းလေကွင်းလေမှာတော့တို့ရဲ့အဓိကကစားသမားတွေဖြစ်တယ်ကန်စီကိုတို့ပို့ကန်စီတို့တို့ဘာလို့ရှိတယ်ဗျာပြီးလို့ဆိုလို့ဆိုရင်အန်ဇိုတို့ဘာလို့ရှိတယ်ပြီးလို့ဆိုရင်လာဗီယာတို့ဘာလို့နဲ့ပဲတို့ပွဲထက်လာမယ်လို့ထင်တယ်တိုက်ဆိုင်တိုက်ဆိုင်ကတော့တို့အနည်းငယ်အပြောင်းလဲလေးရှိကောင်းရှိနိုင်မယ်ဗျာဘာဖြစ်လို့လဲဆိုလို့ဆိုရင်ကာနာချိုတို့ဘာလို့တို့တော့တို့ကျွန်တော်ထင်တယ်ပွဲထုတ်လာမယ်လို့တော့မထင်ဘူးတို့ရဲ့အဲဒုတိယအဦးစားပေးနေရတဲ့ နေရာမှာပဲထားမယ်လို့တော့ထင်တယ်ပြီးလို့ဆိုရင်ဒါမှမဟုတ်လို့ဆိုရင်ဒုတိယပိုင်းမှာလူသားတွေပါလဲလာပြီးတော့ကာနာချိုတို့ပါထည့်လာမယ်လို့တော့အဲကျွန်တော်ရဲ့တဝူတယောက်ထဲကတော့မြင်တယ်ဗျာပြီးလို့ဆိုရင်သူတို့ရဲ့တိုက်စစ်တိုက်စစ်မှာတော့သူတို့ရဲ့အကောင်းဆုံးတိုက်စစ်ဖြစ်တယ်ပထမနှစ်ထိုးတို့ရှိမယ်ပြီးလို့ဆိုလို့ဆိုရင် အဲကျောင်းပထိုလ်တို့ရှိတယ်ဗျာပြီးလို့ဆိုရင်အက်စထရိုဘိုတို့နဲ့ပဲအဲပွဲထွက်လာပြီးတော့လီဗာပူးကိုသူတို့ရင်ဆိုင်ကစားသွားမယ်လို့တော့ထင်တယ်။ဘာလို့ဆိုလို့ဆိုရင်သူတို့မှလည်းဒန်ယန်ရလူစင်းရတော်တော်လေးမှများပြနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာလည်းတွေ့ရမယ့်အတင်းရလည်းအဲလီဗာပူးအတင်းဖြစ်နေတာရယ်တစ်ဖက်ကလီဗာပူးကလည်းရှုံးနေထားတဲ့ပွဲတွေများနေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာအနိုင်ကစားရမယ်တစ်ဖက်ကချက်စီးရလည်းရှုံးပွဲတွေများနေတဲ့အတွက်ကြောင့်နှစ်သင်းသလုံးကလည်းအဲကိုယ့်ရဲ့ကိုယ်ကိုဒီကိုဒီတာဂက်တွေနဲ့ဒီနေ့ပွဲမှာရှင်မြန်ကစားသွားမယ့် ဖြစ်တဲ့အကြောင်းအတွက်ကြောင့်ဘယ်သိင်းကအနိုင်ရရှိသွားမလဲဆိုတာတော့တစ်ချက်တော့ကျွန်တော်စောင့်ကြည့်နေတယ်ဒါမှမဟုတ်ပဲမဖြစ်မမျော်လင့်ထားတာတွေများဖြစ်ပြီးတော့တေရလည်းပဲပွဲတစ်ပွဲပဲဖြစ်သွားမလားဆိုတာညီကိုတွေနဲ့ကျွန်တော်တို့စောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်တစ်ဖက်ကကျွန်တော်လီဗာပူးလီဗာပူးကတော့ဒီနေ့ပွဲမှာတော့ကစားသမားတွေကတော့သူတို့မှအဲဟိုဟာဒန်ယန်ရလူစင်းဆိုလို့စင်းပြီးတော့ချန်ပီယံလိမ်မှာဒန်ယန်ရဆိုတဲ့အလီဆန်ရှိမယ်ဗျာဒါပေမဲ့ဒီနေ့ရဲ့အဲတရင်သာရှင်းလင်းပွဲမြောင်တော့ EKDK အနေနဲ့ပြန်လည်တက်တာပြီးတော့ ပွဲထက်ပါဝင်လာမယ်လို့တော့နိပြအနေနဲ့တော့သူတို့ယုံကြည်ထားတယ်ဒါပေမဲ့ဘယ်လိုလာအောင်မလဲဆိုတာတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်မယ်အဲလီဗာပူးရဲ့ခမန်းလန်လိုင်းနန်လေးဟာသွားလိုက်ကမယ်ဆိုလို့ရှိရင်အဲဂိုဒမားကတော့ကျွန်တော်တို့အစ်စ်ခေါ်ယူထားတဲ့အမမတက်ရှိပြီးပဲရှိဖြစ်မယ်ပြီးလို့ဆိုလို့ရှိရင်နောက်တန်း၄ယောက်နောက်တန်း၄ယောက်မှာတော့ဒီနေ့ပွဲမှာတော့အော်ဖရင်ပေါင်ပဲထက်စာလို့ဆိုရင်ဒီနေ့ပွဲမှာတော့အဘလက်တီကိုပို့ပြီးတော့အသုံးလာမယ်လို့ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဆိုရင်ဖရင်ပေါင်ကကျွန်တော်ချန်ပီယံလိပွဲမှာတုံးထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ဘလက်တီပဲပုံမှန်ပါ ပွဲထက်လာမယ်လို့တော့ထင်တယ်ပြီးလို့ဆိုရင်နောက်တန်းဆန်နာဘတ်ဆန်နာဘတ်နဲ့ရောက်မှကျတော့ကိုနေတေးရှိမယ်ဗျာပြီးလို့ဆိုရင်ဘတ်ဂျက်ပန်လိုက်ပဲပွဲထက်လာမယ်တဲ့ပြီးလို့ဆိုရင်တစ်ဖက်ကတော့မီလိုကာကက်ပဲအဲပွဲထက်လာမယ်လို့ထင်တယ်ဗျာဒါမှမဟုတ်လို့ဆိုလို့ဆိုရင်အတွေ့အကြုံရင်းတဲ့ကစားသမားဖြစ်တဲ့ကျွန်တော်တို့ရော်ဘတ်ဆန်ကမှပွဲထုတ်လာမလားဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်ကွင်းလေကွင်းလေမှာတော့ဒီနေ့ပွဲမှာတော်တော်လေးမှဟိုအပြောင်းလဲတွေမင်းရမလားလို့တော့ကျွန်တော်ထင်တယ် တဟို grammar bad ရှိမယ်ပြီးလို့ဆိုလို့ဆိုရင် macleser ကိုတုံးလာတော့မသိဒီပုံနဲ့ပုံမှန် macleser လည်းအဲနှစ်ပွဲသုံးပွဲရှိပြီသူရဲ့ခြေသွမ်းတွေပုံမှန်ခြေသွမ်းအောက်ရောက်နေပြီးတော့အဲတော်တော်လေးဟိုမှာသူ တန်ရတတန်ရပြက်တလာနေပြန်ပြီးတော့တက်တာလာတဲ့အချိန်မှာသူရဲ့ခြေသန်းပုံမှန်ခြေသန်းကိုမရနိုင်တဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာပွဲထက်ပါဝင်လာမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ပါကျွန်တော်ရဲ့ command line နဲ့လေးမှာတော့ကျွန်တော် grammar match ရှိမယ်ပြီးလို့ဆိုရင် sobo ပဲကျွန်တော် queen line မှာပြန်ထားမယ်ပြီးလို့ဆိုလို့ဆိုရင် florian back နဲ့ပဲဒီ၃ရောက်နဲ့ပဲကျွန်တော်တို့ queen line ကိုထိန်းချုပ်ကစားသွားမယ်လို့တော့အဲကျွန်တော်ရဲ့ command line နဲ့လေးမှာထည့်လိုက်မယ်ဗျာပြီးလို့ဆိုရင်ကျွန်တော်တိုက်စစ်တိုက်စစ်မှာတော့ဒီနေ့ပွဲမှာတော့ mohammed salah တိတ်ချတယ်ပြန် ပွဲထက်လူသင်းကနေပါလာမယ်ချမန်လေးပွဲမှာတော့လည်းသူကလည်းလူသောင်းဝင်ကစားသမားဖြစ်နေတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့သူပွဲထက်လူသင်းကနေပြန်လဲပါဝင်လာမယ်လို့ထင်တယ်ပြီးလို့ဆိုရင်လုံးဝလုံးဝကတော့ကိုဒီကကိုပို့ပဲပြန်ပြီးတော့ပွဲထက်လာဖို့များတယ်ဘာလို့လဲဆိုလို့ချင်းခုနေ့ပွဲမှာတော့အနိပြအပြောင်းလဲတွေလောက်ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲမှာတော့ကိုဒီကကိုပြန်ပြီးတော့နေရာပေးလာမယ်လို့ထင်တယ်အဲကျွန်တော်တိုက်ဆက်တိုက်ဆက်မှာတော့ကျွန်တော်ဟို EKTK ကအကြက်ခံမှုပြုတ်ရမယ်ဆိုလို့ချင်း EKTK ပွဲထက်လာမယ်လို့တော့ထင်တယ်ဘာဖြစ်လို့လဲဆိုတော့ IKEDG က goal လက်နည်းနည်းလေးပို့ပြီးတော့ကောင်းတဲ့အတွက်ကြောင့်တစ်ဖက်ကလည်းကျွန်တော် Isak ကရှိတယ် Isak ကကြတော့လည်းကျွန်တော်တို့ဟိုပွဲချိန်တွေအများကြီးနီးပြအနေနဲ့တိတ်ပြီးတော့မပေးဝဲသေးတဲ့ဖြစ်တဲ့အတွက်ကြောင့်ဒုတိယပိုင်းမှာလူစားဝင်ပြီးတော့ဘာတွေလုပ်ပြနိုင်မလဲဆိုတာကိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်ရမယ်ဒီနေ့တည်းရထိတိုက်တွေ့ဆုံမှုဒီနေ့တည်းရထိတိုက်တွေ့ဆုံမှုကတော့အာချက်သေးတဲ့နေရာတော့အတင်းနေတဲ့သူတို့ရဲ့အိမ်ဝင်းမှာတော့မနေ့ကတော့ကျွန်တော်တို့ပြည်မြလေးရာသီနောက်ဆုံး ပီကန်နီမှာတော့တို့3-1နဲ့နိုင်ခဲ့ဗျာအဲ့ဒီရှင်းနှစ်တင်မတိုင်ခင်တော့ဆိုရင်လို့ဆိုရင်တော့2020မှာတော့ FA Cup မှာတော့ Chelsea တို့တော့အဲသူတို့ရဲ့အိမ်ကွေးမှာနောက်ဆုံးသူတို့နိုင်ခဲ့တယ်ပဲဖြစ်ပါတယ်ဗျာဘလို့ဖြစ်လဲဆိုတော့2ซีเนี่ยသူတို့ FA Cup မှာနောက်ဆုံးနိုင်ခဲ့ပြီးတော့ဒီပဲနှစ်နောက်ပိုင်းမှာသူတို့ရဲ့အိမ်ကွေးမှာဆိုလို့ဆိုရင်မနိုင်တာတော်တော်လေးမှာကြာခဲ့ပြီဘာလို့လဲဆိုရင်တေးရလက်မဟုတ်လို့ဆိုရင်1ซีအဲ goal ကတော့အများကြီးတိတ်ပြီးတော့မသွင်းပဲနဲ့တေးရလက်ဘက်ကိုဥတီသွားတယ်လို့ကျွန်တော်တော့ထင်တယ် ။အဲအဲ့ဒါလို့ဆိုရင်ကျွန်တော်တို့တစ်ခါကအဲခြေသေးခြေသေးတဲ့အတိုက်စစ်ခြေသေးတဲ့အတိုက်စစ်မှာတော့ဒီနေ့ပွဲမှာတော့တော်တော်လေးဥမာကောင်းမွန်တဲ့အစုဖွဲ့ကိုခြေသေးတို့အနေနဲ့ပိုင်ဆိုင်ရတယ်ပြီးလို့ဆိုရင်ကွင်းလယ်ကွင်းလယ်ရတော့ကိုင်စီရိုးတို့နော်ပြီးလို့ဆိုလို့ဆိုရင်အန်ဇိုတို့ဝေတို့လာဗီယာတို့အတွင်းနဲ့တစ်ဖက်ကကျွန်တော်တို့ဂရမန်ဘက်ရှိမြန်ပြီးလို့ဆိုရင်ဆိုဘိုဖလော်ရန်ဝစ်တို့တို့ရဲ့ကွင်းလယ်အပြိုင်မဲ့အတွဲလေးကတော်တော်လေးဥမာကြီးလို့ကောင်းပြီးတော့အဲဒီဘက်ကကျွန်တော်တို့တိုက်စစ်နဲ့ အဲချက်စီးရဲ့ခံစစ်အဲတစ်ဖက်ကချက်စီးရဲ့တိုက်စစ်နဲ့လီဗာပူးရဲ့ခံစစ်တွေရဲ့အပြိုင်မဲ့ပွဲလေးမှာတော်တော်လေးဥမာကြီးလို့ကောင်းမယ်လို့တော့ထင်ရတယ်တစ်ဖက်ကချက်စီးချက်စီးအနေနဲ့ကတော့အဲဒီနေ့ပွဲမှာအာ IKDK တို့ IKDK တို့ပြီးလို့ဆိုလို့စင်ဆာလာတို့ကိုတော်တော်လေးဥမာအာဂီယူဒီဇိုင်းထိမ့်သိမ်းသွားဖို့လိုအပ်တယ်အဲ့လိုမှမဟုတ်လို့ဆိုလို့စင်အဲပေးဆက်မှုကတော့အိမ်ခွင်းမှာတော်တော်လေးဥမာကြီးမားသွားလိမ့်မယ်လို့တော့ထင်တယ်တစ်ဖက်ကလီဗာပူးကလည်းထုံနီးလကောင်းပဲကျွန်တော်တို့ ်ချက်တည်းရဲ့အဲကစားသမားတွေဖြစ်တဲ့နော်ဟိုဟာဂျောက်ပထိုတို့ပြီးလို့ဆိုရင်အဆိုဘိုတို့နတ်နတ်တိုတို့ဘာလို့ဆိုတော့နတ်တိုဆိုလို့ဆိုရင်လည်းအဲချက်မင်းလေးဘက်မှာတော်တော်လေးဥမာကောင်းမွန်တဲ့ခြေစွမ်းတွေပြသထားတဲ့အတွက်ကြောင့်လေဘဦးအနေနဲ့ပော့ရော့လို့တော့မဖြစ်ဘူးနောက်တန်းကိုနောက်တန်းကိုကျွန်တော်တို့အရှိပွဲတွေလိုပဲနောက်တန်းအမိုင်းဝန်းတွေကြောင့်ဒီနေ့မှပေးလိုက်ရမယ်ဆိုလို့ဆိုရင်တော့ကျွန်တော်တို့တော့ကတော်တော်လေးဥမာအဲရှုံးပွဲတွေရင်ဆိုင်သွားပြီးတော့သုံးပွဲဆက်တိုက်အရှုံးလိုမျိုးဖြစ်ပေါ်နိုင်မယ် ဖြစ်ပေါ်သွားနိုင်တယ်ဗျာအဲ့တကြောင့်ဒီနေ့ပွဲမှာဘယ်အသင်းကအနိုင်ရရှိသွားမလဲဆိုတာတော့ကျွန်တော်တို့တစ်ဖက်တော့စောင့်ကြည့်တင်တယ်ဒါမှမဟုတ်ပဲねကျွန်တော်တို့မျှော်မှန်းထားသလိုမဖြစ်လာပဲねတည်ရလက်တာဖော်ဆောင်သွားနိုင်မလားဆိုတာကိုတော့အဲညီကိုတွေတင်တဲ့ဘလို့ပြောမင်းရချက်သီးရလဲသူ့အိမ်မှာလီဗာပူးအနိုင်ယူနိုင်မလားဒါမှမဟုတ်ပဲချက်သီးရဲ့အိမ်ကွေးမှာလီဗာပူးကတော့ရောက်နိုင်ယူနိုင်မလားဒီနေ့တင်ရဲ့အဲအနိုင်ရှုံးကဘလို့ဖြစ်မလဲဆိုတော့ညီကိုတွေအနေနဲ့ခံမှန်းပေးသွားလို့ရပါတယ်။လာရောက်ကြည့်ရှုပေးတဲ့ညီကိုတယောက်ချင်းဒီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်။ အဲကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လဲဆုံတွေ့ကြတာပေါ့ဗျာ